ားလုံးကမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်မင်းညာတို့ကဥရောပ Champion League ပွဲစဉ်ဒုတိယနေ့ပေါ့လေ Quarter Final ကပထမအကျွတ်ပြီးသွားပြီအင်ကာနေကပွဲစဉ်တစ်ပွဲဘရူနေမှာပွဲစဉ်တစ်ပွဲမှာပထမနေ့တုန်းကလုံးဝမထင်မှတ်တဲ့ upset ရတဲ့မျိုးပေါ့လေအားလုံးက Real Madrid နိုင်မယ်လို့တွက်ထားပေမဲ့ Arsenal က၃ခုပြည့်နေနိုင်သွားတယ်။ Inter Milan အသင်းကိုအိမ်ခွဲမှာ ဘိုင်မြူနစ်အေးဆေးနိုင်မယ်လို့တွက်ထားခဲ့ပြီးတော့မှဘိုင်မြူနစ်အသင်းကအင်ကွဲမှာရှုံးသွားလို့အင်တာမီလန်ဝေးခွင့်နိုင်သွားတယ်ဒါပေမဲ့ဒုတိယနေ့ကတော့တိတ်အမှားကြီးမရှိဘူးကျွန်တော်မျှော်လင့်ထားတဲ့ပွဲမတိုင်တဲ့ကဖြစ်တဲ့လှုပ်ထားတဲ့အသင်းတွေပဲနိုင်သွားတယ်ဘာဆိုနာကဘရူရှာဒေါ်မန်ကိုပြက်ပြက်သားသားနိုင်တော့သူတို့ဆီမီဖိုင်နယ်တက်ဖို့တေးကြတော့ရှိတဲ့ကိုစကိုကိုတွင်းသွားခဲ့ပြီးတော့နောက်ပါရီစိန့်ဂျင်မင်းကအင်ကွဲမှာအာဆူဗီလာကို3-1နဲ့နိုင်သွားတယ်ဆိုတော့၄ပွဲကြာတဲ့အချိန်မှာအမှန်တမ်းပြောရင်တော့ချန်ပီယံလိရချန်ပီယံလိပဲတကယ်ကို လုံလောက်တဲ့ twin ကိုတွေပေါ့လေတပွဲမှာစိတ်မပြတ်စီခဲ့ဘူးဗျာ inter milan ပွဲတော့အရင်ကထိုက်ခင်းပဲတကယ်တော့အိုက်ပွဲကဘိုင်ပူကောင်းခဲ့တာကိုသွင်းရနေလည်းအများကြီးရတာဒါပေမဲ့ဆီမိုနီအင်ဇာကီအသင်းကအားသာချက်က defensive အရန်ကောင်းတယ်နောက်ဆန်စီရိုမှာတရားဒီသူတို့15ပွဲကစားတာမှာ73ပွဲနဲ့2ပွဲသေးသူတို့ရဲ့ခြေစုံကကြောက်ဖို့တော့ကောင်းတယ်ဒီနေ့ရာသီအတွက်မှာလည်း lee face မှာသူတို့အသင်းကအဆင့်၄ရတယ်နောက်တစ်ခုက clean sheet အရန်ရတယ်ခြေစုံအရန်ငြိမ်တယ်ဆိုတော့ inter milan ကအဝေးကွက်မှာ bayern ကိုနိုင်လိုက်တာကဒါအမှန်တိုင်းပြောရင်သူတို့ နောက်စစ်တက်စီတာပဲဘာမှသိပြောစရာမလိုကျွန်တော်အမြင်ပြောတာပေါ့လေဆိုတော့အခုလေးပွဲကစားပြီးအချိန်မှာပထမအင်္ဂါနေ့နဲ့ဘလူးနေ့နှစ်ပွဲနှစ်ပွဲစီကစားပြီးတဲ့အချိန်မှာချန်ပီယံချေစွမ်းလို့ပြောလို့ရမယ်အသင်းကဘာဆိုနာအသင်းတစ်သိပ်ကိုပဲကျွန်တော်အရင်တော့တွေးတယ် PSG လည်းဘာနိုင်ပြောရတော့ချန်ပီယံချေစွမ်းရှိတယ်လီဗာပူးကိုတော့ကြော်ဖြတ်ခဲ့တာသူတို့ဘာမှပြောစရာမလို PSG အရင်ငြိမ့်နေအာဆွန်ဗီလာဆိုတော့ကျွန်တော်တို့အရင်မပြောသေးတာဒါပေမဲ့ အာဆွန်ဗီလာအသင်းမျိုးကိုလည်းဒီနေ့ပွဲမှာလှုပ်လို့မရအောင်ကစားသွားတာဒါတော့သူတို့တစ်ချက်ပါသွားလို့ဗီလာကိုရသွားတယ်တွင်းသွားတဲ့လောကတော့တကယ် quality ကိုပါဗီလာဒါပေမဲ့ဘာဆိုနာသစ်ကိုကြည့်လို့ရှိရင် attacking ဘက်က Rafinha Champions League မှာ17ဂိုးသွင်းထားတယ် Lewandowski Champions League မှာ17ဂိုးသွင်းထားတယ်ယမားကချန်ပီယံလိမှာ၄ဂိုးသွင်းထားတယ်။ယမားနဲ့လီဗာပူးကချန်ပီယံလိမှာ၅ဂိုး၊ရာဖင်ညာက၁၂ဂို ၃ယောက်ကို၂၈ခုကိုတွင်ထား၁ယောက်ကို၉ခုတုံးတွင်ထားတယ်။ရော်ဖင်ညာက၂၀၁၁မှာမက်ဆီတင်ထားတဲ့ချန်ပီယံလိမှာတွင်ကိုပေါင်ပတ်သက်မှုအများဆုံးဘာဆိုနာကစားမှာဆန့်ကျင်မှုတူသွားတယ်။မက်ဆီကတော့၁၄ခုတွင်၅ခုဖန်တီးတယ်။ရော်ဖင်ညာက၁၂ခုတွင်၇ခုဖန်တီးတယ်။ပိုထိုးတာကရော်ဖင်ညာကကွာတာပဲရှိသေးတာ။ဒုတိယကျောဒေါ်မန်နဲ့ဂျန်နဲ့နောက် semi final က probably inter milan နဲ့ဂျန်နဲ့ အဲ့အတွက်ကြောင့် Rafinha ကဒီဘက်ကနောက်ခုက Christian Ronaldo တင်ထားတဲ့ Champions League 16ကိုလည်းသူချန်ရှိတယ်။အမှန်တော့ဒီနေ့ Rafinha အရင်ရောမရဘူး။သူပထမတစ်လုံးက Kubasi ကိုတေချာပေါက်ရမယ်လို့ကိုသူဖြတ်ပြီးတော့ပိတ်လိုက်တဲ့အတွက်ကြောင့်သူကိုရသွားတယ်။အမှန်တော့ Paul Kubasi တော့ပထမဆုံး Champions League ကိုဒါပေမဲ့လည်း Rafinha ကိုရတယ် AACC ပဲပွဲကတောင်းလျှောက်ပဲပထမပိုင်းမှာဖြစ်မှာ Lewandowski ကိုလည်းကျွန်တော်ကြိုက်တာ။သူစပြီးတော့အသက်35လေးကစပြီးတော့ Barcelona ကိုရောက်လာတဲ့အချိန်ဒုက္ခဒုက္ခတွေကြားတဲ့ကနေ Barcelona မှာတောင်းလျှောက် consistent အခုဆိုရင် နှစ်ကလည်းပြိုင်ပွဲဆုံးမှာတွင်းကို40ပြည့်တယ်ပထမတစ်နှစ်ကလည်းပြိုင်ပွဲဆုံးမှာတွင်းကို40ပြည့်တယ်အခုလဲဥရောပ top 5လေးရဲ့ဂိုးအများဆုံးတွင်းတဲ့သူပဲတွင်းကို40ပြည့်တယ်လာလီဂါမှာ25ဂိုးတွင်းတယ်နောက်3ဂိုးလာမီတွင်းတယ်စူပါကပ်မှာပြီးတော့မှအခုချန်ပီယံလိမှာ17ဂိုးနဲ့ total ကိုဘာတရီတွင်းကိုအပါအဝင်တွင်းကို40လေမန်ဒေါစကီကမှလည်းပြောရင်မက်ဆီနဲ့ခရစ်စတီယာနိုရယ်ဒိုရဲ့ goal ratio ကိုကောင်းကောင်းလိုက်နိုင်တဲ့ကစားမှာထားပါတော့ဟိုနှစ်ယောက်က90ဆိုတော့သူက40က90အသားလေးရတယ်။ဟာလန်တော့မှဒီယာစီမှာဒဏ်ရာတွေကြောက်လဲပါတယ်။ဒါပေမဲ့ဘာဆိုနာအခု watch chelsea ဆိုလုံးဝမရှုံးသေးဘူး။အခုဘာဆိုနာကအဓိကကွင်းလည်းက Frankie De Jong နဲ့ Patri တော်တော်လေးအလုပ်ဖြစ်တယ်။ tight shit ကအရင်တုန်းက Amazon အတွဲလိုပဲ။တော်တော်စလုံးတော်တော်ကောင်းတယ်ရမရှိကတွင်းကိုထဲရမဖန်တီးမှုနဲ့ wall break ကိုဖူအားကောင်းတယ်ရာဖီညာကကိုသွင်းတေချာတယ်လေဝန်ဒေါစကီကအချိန်ကိုစောက်ပြီးတော့သူသွားတယ်ကျွန်တော်ထင်တော့ဘာဆိုနာက ရေပန်းစားအခုလည်းတကယ်လည်းရေပန်းစားဆုံးပဲအခုဆိုရင်တို့ကထိတ်ဆုံးမှာရေပန်းစားဆုံးဖြစ်တယ်ပထမအကြိုးရလက်တစ်ခုကပဲတို့လူ semi final နဲ့တေချာပေါက်တက်သွားတယ်ဘူရီရှာတော့ပေါက်ကွယ်မှာ AC စီပဲကောင်းကောင်း rotate တောင်လုပ်လို့ရတယ်ဒါလက်ရှိအနေထားတို့အခု La Liga မှာ၄မှတ်ဖြတ်ထားတယ် Champion ဖြစ်ဖို့တော်တော်လေးအခြေအနေကောင်းတယ် Copa del Rey ကို Real Madrid နဲ့ကမ်းရမယ်ဒီပွဲတော့50 50ပွဲဖြစ်ပေမဲ့ Barcelona ရဲ့လက်ရှိ form ရ Madrid ကိုတို့ကအရင်နဲ့လည်းမကြောက်တာအဲ Barcelona လည်းမထင်မှတ်ပေနဲ့နောက်ထပ်ဖလား၃လုံး နောက်ထပ်ဖလားသုံးလုံးတို့အခွင့်အရေးအများကြီးရှိတယ်သူတို့သူတို့ဒါတော့သူတို့စူပါကက်သူတို့ရထားပြီးသားဟန်စီဖလစ်အသင်းကတော်တော်ကောင်းတယ်ဒါကြောင့်လည်းသူတို့ရေပန်းစားစုပြင်းရှည်ကြတော့ကျွန်တော်ကလောဆယ်ချေချင်မှာတော်တော်လေးဟုတ်တယ်ဗျဗီလာကိုကစားခဲ့တဲ့ခြေစွမ်းရောလီဗာပူးကိုနှစ်ကြော့နိုင်တဲ့ပွဲမှာရောဒုတိယကြော့လည်းအခုကျွန်တော်တင်တော့ PSG semi final တက်မှာလူရင်းနေကေကပြည်တွင်းမှာချန်ပီယံဖြစ်ထားတဲ့အမတ်ပေးဖလားအပြင်ကိုတခြားတခြားသောဖလားပြက်ပွဲတွေမှာလည်း final တက်တယ်လူရင်းနေကေအသင်းကလည်းမနစ်ကလည်း semi final ဒီရဒီမှာလည်းသူတို့ semi final ကနေအခြေအနေထပ်ကောင်းနိုင်သေးတယ် PSG ကောင်းတယ်အခု င်တာမီလန်ကတော့ကျွန်တော်အမြင်တော့ဘရူးနေမှာရှုံးသွားတဲ့ဒေါမန်တို့ဗီလာတို့ပြန်လာဖို့ခက်တယ်အထူးသဖြင့်အက်စတန်ဗီလာသူ့ကွင်းမှာစောစောစီကိုရမယ် PSG ကိုတခုခု something happen ဖြစ်ရင်တော့ maybe chance ရှိတယ်ဒါပေမဲ့တော်တော်တော့ခက်တယ်ဗျာဘာလို့ PSG ကအိုက်ပွဲမှာလည်း ဒိုမနိတ်လို့ဥမာပထမနေ့ကန်သွားတဲ့ပွဲတမှာအင်တာမီလန်ကကျွန်တော်ထင်တော့အေးစစ်စစ်ပဲဗျာဒုတိယကြော့မှာလည်းဘိုင်ယန်ကိုသူတို့နိုင်ပါပဲသူတို့အိမ်ကွဲမှာသူတို့မနိုင်အောင်သူတို့တည်ပြီးပဲသူတို့ဆန်စီရိုမှာသူတို့လုံးဝမရှုံးဘူးအဲ့ရက်ကောကဘိုင်ယန်မျိုးနဲ့အတွက်တကယ်ကိုခတ်တယ်အဲ့မှာတကယ်ကြည့်ရမှာအာဆင်၃ဂိုးပြတ်ဒန်ဂလန်ရိုက်စ်ကတကယ် world class free kick နှလုံးရဲ့ Mikel Merino ရဲ့နောက်ထပ် class ရှိတဲ့ twin goal ရဲ့၃ဂိုးပြတ် Real Madrid share shot ဖြစ်သွားတယ်အမှန်တကယ်ရမတွေ့ကဒီလိုပွဲမျိုးဖြစ်လာဖို့ဖြစ်နေတာကြာပြီဗျ is coming ပဲကြာလာပြီ ကစားတာဒီပုံစံပဲတူးချင်း individual performance နဲ့ real madrid ကအဲ့လိုမျိုးဖြစ်တာတွေကို court way ဖြစ်တာအချိန်ပေါင်းမနေဘူး madrid ကကစားပုံဆိုးသွားတယ်ဒီအားဒီပါဆို real madrid ဆက်တပွဲရှိပြီးရှုံးတယ်သူတို့ကစားပုံကအားနည်းသလိုအလာဘာကိုနီးပြနှစ်ပွဲဆက်အိုက်ဘဲတောင်မှမထားတာနှစ်ပွဲလုံးရှုံးတယ် valencia နဲ့ပွဲမှာလည်းအိုက်ဘဲချမ်းပါပဲထားတယ် arsenal နဲ့ပွဲမှာလည်းအိုက်ဘဲချမ်းပါပဲထားတယ် arsenal ရဲ့ bukayo saka ကိုမထိနိုင်လို့တိုက်ရှိတ်က မီကယ်မိုရီနိုရောအဓိကတော့ကာရိုအန်ချီလိုတို့ပြောတာပေါ့လေမထင်မှတ်တဲ့ world class မထင်မှတ်တဲ့ direct free kick နှစ်ခုပေးရမယ်လို့ကျွန်တော်တို့လည်းမသိခဲ့ဘူးဘသူမှလည်းသိတာမဟုတ်ဘူးအဲ့ရကဒီပွဲအဖြစ်ဖြစ်သွားတယ်အဲ့အတွက်ကြောင့်သူတို့ဒုတိယအကြိုပြန်လာနိုင်တယ်ရီမက်ဒရစ်အာဆယ်ပွဲမှာအာဆယ်ကဒုတိယအကြိုမှာ ဲ့လူထုတ်ခံရတာတို့ပနတီပေးခံရတာဒီမဖြစ်ဘူးဆိုရင် အာဆင်ကလိုဘရော့ကစားပြီးအေးစစ်စစ်သူတို့တို့ကခွင့်ရရှိတယ်မက်ဒရစ်ဖြစ်တဲ့အတွက်ကြောင့်ချန်ပီယံလိကဘာမှဆိုဖြစ်နိုင်တယ်လို့ပြောလို့ရမှာပဲမိခေအာတီတာလက်ထက်ပါလေအမှန်တိုင်းပြောရင်တော့အာဆင်ကနှစ်ဂိုးပြတ်ရှုံးတဲ့ပွဲမရှိဘူး တို့ရှုံးတကူပဲအာထက်တာလက်ထက်မှာအာဆင်ရှုံးပွဲတွေရှိတယ်ဗျာဒါပေမဲ့အဲ့ဒါတွေကတကူကူမရှိပဲအကုန်လုံးက 1C 1C 21 1C 31 32အဲ့လိုပဲဗျာအာထက်တာလက်ထက်ဒီနှစ်နှစ်အတွင်းမှာရှင်းနှစ်တော့တော့အော်ဒီကိုပြက်တွေရှုံးတယ် Man City ပါဝင်ဒါပေမဲ့အာထက်တာရဲ့ဒီရဒီမှာ defensive တော်တော်လေးငြိမ့်နေအထူးဖြင့် Arsenal ရဲ့ Champions League မှာတော်တော်လေးကောင်းနေဗျာ ဒီနေ့ရာသီအင်တာမီလန်ကိုသူတို့ပနယ်တီမှာ1-0နဲ့ရှုံးသွားတယ်အဲ့တကိုးပဲအတ္တနာကိုသီအင်တာမီလန်ရှုံးတယ်ဒါပေမဲ့ PSV ကိုအဝေးကွင်းနိုင်တယ်နောက်ဒီရာသီသူတို့အသင်းရဲ့ဖော်ကအဝေးကွင်းလည်းတော်တော်လေးငြိမ်တယ်ချန်ပီယံလိမှာပြောတာဗောလေအဲ့အတွက်ကြောင့်ကျွန်တော်အမြင်တော့လက်ရှိနေထားရအာဆင်ကဆန်တီယာဂိုပါနေပေးမှာအစောပိုင်း sloppy movement တွေမှာဖြစ်ဖို့ဆိုရင်သူတို့တို့အခြေအနေကောင်းတယ်ဆိုတော့ဒါကအခုလက်ရှိအနေထားဗောလေဆိုတော့အခုလက်ရှိမှာချန်ပီယံလိမှာ river twitter တော့ချမ်းရှိတယ်ဘာလို့ဆိုတော့သူတို့ကချန်ပီယံလိမှာအမြင်နဲ့လုံးပြနိုင်တဲ့အခြေအနေမျိုးရှိတယ်ဒါပေမဲ့ ၃ခု deficit ကအရင်များတဲ့အတွက်ကမတွေ့တွေ့နည်းနည်းလေးတော့ mountain climb ဖြစ်တယ်အာဆင်ကပြီးတော့နောက်တစ်ခုကသူတို့အရင်တော့က man city ပါဝင်တခြားအသင်းတွေတွေ့တော့မတူလားအာဆင်ကအဲ့အသင်းတွေကခန်းစစ်ပိုကောင်းတယ်သူတို့ကခန်းစစ်အရင်ကအရင် Premier League မှာ probably ပြ Liverpool တက်တော့ပိုငြိမ်သေးတယ်အပန်းတိုင်းပြောရင် Liverpool ကတစ်ချက်ချက်ထားဖောက်တာရှိတယ်ဒါပေမဲ့ Liverpool လည်းဒီအားဒီ Premier League ပြမရလိဆိုတော့လေဘဝကပိုကောင်းတယ်ဒါပေမဲ့ overall ဆိုတော့အာဆယ်ပိုတော့ငြိမ်သေးတယ်သူတို့ရဲ့ခံစစ်ကအဲ့ဒီအတွက်ကြောင့် Real Madrid အနေနဲ့အာဆယ်ကိုမလွယ်ဘူးအပြုအာဆယ်က space အများကြီးပေးတဲ့အသေးမဟုတ်ဘူးဗျာအဲ့ဒီချက်က Mikel Arteta ရဲ့ chance ပဲအခုလောလောဆယ်မှာဘူးဆွဲဖို့ရည်မှန်းစားဆုံးက Barcelona Paris Saint-Germain ပြီးတော့မှ Arsenal Inter Milan ဒီလေးသင်းကအစင်လိုက်သွားပြီးတော့မှ Real Madrid ကတော့ဟိုးအောက်ရောက်သွားတာပေါ့လေအခုဂိုးအများဆုံးသွင်းသူက Rafinha က12ဂိုး Lewandowski က17ဂိုး Hurricane နဲ့ Gerrard က10ဂိုးစီသွင်းထားပြီးတော့ Champions League ကအင်္ဂလန်ကအခုဟိုတနေ့က Arsenal နိုင်ပွဲကြောင့် Champions League 9နေရာရပြီးတော့ Spain နဲ့ Italy ကတော့လက်ချံတနေရာကိုလူနေတယ်ဒါတော့ဥရောပ Champions League ရဲ့ဒုတိယနေ့နဲ့ဒါ Champions League ပြိုင်ပွဲရဲ့ quarter final ပထမအကြိုပြီးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်